်နဲ့ဖြစ်ပြီးဘာဘွဲ့တိုးစွန်းကပြုပါအတွက်တင်ပြပါတယ်ကျွန်တော်အနေနဲ့ဒေါက်တာစိုးဝေတင်သွင်းတဲ့အဆိုကိုထောက်ခံဆွေးနွေးတော့မှာဖြစ်ပါတယ်အဆိုမှာရခိုင်ဒေသကိုဘင်္ဂါလီပြည်ဖြစ်ဆက်တဲ့ဘလူးဒီလန်နေနဲ့ဝင်ရောက်ခဲ့တယ်ဆိုတာအသေးစိတ်ပြောပါကြီးဖြစ်လို့ကျွန်တော်ပြောလို့တော့ပါဘူးဒါပေမဲ့ရခိုင်ဒေသမှာတော့တိုင်းရင်းသားနှစ်တန်းကျော်နဲ့ဘင်္ဂါလီတစ်တန်းကျော်ပြန့်နှံ့နေထိုင်နေရရှိပါတယ်ဒီအစီတရားကိုကျွန်တော်တို့ညှင်းပယ်လို့မရပါဘူးသူတို့ပြည့်ဝီရောမောင်းတော်နဲ့ရတိတော်တို့မှာဘင်္ဂါလီလူဦးရေက majority ဖြစ်နေပါပြီ။ဘင်္ဂါလီနိုင်ငံက Stream မှာ 5000ကျော်ကျေပါတယ်လူဦးရေ163တန်းရှိပါတယ်မြန်မာနိုင်ငံကစတူရမ်းမှာ26000ကျော်ကျေပြီးတော့မှလူဦးရေ93တန်းရှိပါတယ်ကျွန်တော်နိုင်ငံရဲ့လေမှုတုံမဲ့ကျေတဲ့နိုင်ငံကလူဦးရေ3000ဆီလို့ spill over effect ကြီးကသူတို့စီကဘင်္ဂါလီတွေကျွန်တော်နိုင်ငံကိုစိတ်မင်းပြက်နှက်တာတဘာဝတရားကြီးကမထူးဆန်းပါဘူးဒါဆိုရင်အဲ့ဒီနိုင်ငံကနေအိန္ဒိယဘက်ကိုဘာကြောင့်မစိတ်ဝင်တာလဲလို့မေးစရာရှိပါတယ်ဒါကတော့သူတို့နိုင်ငံအကြမ်းမှာ chance ရုပ်ကိုအပြီးကာထားပြီးတော့မှအိန္ဒိယဘက်ကတရင်300ကျော်နဲ့စောင့်ရထားပါတယ်ခိုးဝင်လာရင် shoot to kill ပါပဲတောင်ဘက်မှာ င်လဲပင်လဲကိုကြည့်တော့ရာသီဥတုကောင်းတဲ့ချိန်တွေမှာ both people အနေနဲ့ Thai Malaysia တို့ကိုရွက်လှင်လာတယ်အလုံးအတိပါပဲဒါကြောင့်မို့လို့ကြမ်းတဲ့ဘက်တွေကိုစိတ်ဝင်မရဘူးဆိုတော့အားနည်းတဲ့ဘက်ကိုရှာမှာပါပဲဒီနေရာမှာယော်ကြီးတဲ့ခြံစည်းရိုးပြည်သေးတဲ့ခြံစည်းရိုးဘလုံးဂျုံနဲ့အစောချောက်တွေရှိတဲ့မြန်မာနိုင်ငံကိုခိုးဝင်တာလုံးဝမထူဆန်းပါဘူးပြီးခဲ့တဲ့အဆိုအား၂ဆက်မှာကျွန်တော်တို့ဒေသခြံစည်းရိုးကံမှုလုပ်ခဲ့ပါတယ်အပြည့်မတတ်နိုင်သေးပါဘူးမိုင်၄၀ယောက်ကျန်တယ်လို့သိရပါတယ်ဒါကအများဆုံးအပြည့်သက်ကံမှုလိုပါတယ်အဲ့ဒီခြံစည်းရိုးကိုအယိုးနဲ့ထိုးရမယ်ဆိုတဲ့အထိတော့ပြန်စားမပြောလို့ပါဘူးတိုးတော်လည်းကျွန်တော်တင်ပြချင်တာက အစိုးရမှာဘတ်ဂျက်မရှိရင်ခွင့်လာပြုလိုက်ပါနိုင်ငံချစ်တဲ့လူတွေကတစ်နှစ်အတွင်းပြီးတော့ကာနိုင်တယ်ဆိုတာကျွန်တော်တင်ပြလိုပါချန်စီယိုးဆိုတာကာယုံနဲ့မရပါဘူးချန်စီယိုးတစ်လျှောက်မှာလုံလုံချုံချုံနဲ့ဘုံညွေးရှိဖို့လိုပါတယ်ချန်စီယိုးတစ်လျှောက်မှာ line of congregation ကောင်းအောင်ညာဘက်မှမီးရအောင်ဆောင်ရွက်ဖို့လိုပါတယ်ဆိုတာတင်ပြလိုပါဒုတိယတစ်ချက်ကတော့ရောက်ရှိပြည်တဲ့ဘင်္ဂါလီတွေစီလုတ်ဝါလုံနဲ့လူကြီးပေါက်ဖွားနေတဲ့ကိစ္စကိုထိန်းသိမ်းမှုဖြစ်ပါတယ်မျိုးစုံဥပဒေကိုပထမကျင်းပြည်သူ့တော်မှာတင်ပြခဲ့ပြီးတည်ပြခဲ့ပြီးဖြစ်ပါတယ် အဲ့ဒီဥပဒေတွေကိုဒီဥပဒေထုတ်ပြန်ပုံနဲ့လက်သွေ့ကျင့်သုံးဖို့လိုနေပါတယ်သူသဖြင့်လူကြီးရဲ့တူပါမှုထိရင်ချင်းဆိုင်ရာကျမ်းမာရေးစကြမှုဥပဒေကိုရခိုင်ဒေသမှာလက်တွေ့အကောင့်ထဲဖော်ဖို့အခုတပြင်းလိုအပ်နေပါတယ်ဒီဥပဒေကိုမကျင့်သုံးဘဲနဲ့ဒီတိုင်းလွှတ်ထားရင်တော့ကျွန်တော်တို့ကရခိုင်ပြည်နယ်ကိုလူကြီးစမ်းတာပေါက်ဖွားနေတဲ့ဘင်္ဂါလီလက်ထက်ကိုထိုးရတော့မယ်ကြိမ်ဖြစ်နေပါတယ်တတိယချက်ကတော့ rule of law ပါရခိုင်ဒေသမှာ rule of law ဟာ partially ပြတ်နေပြီလို့ကျွန်တော်ပြောချင်ပါတယ်လက်နဲ့ပါတဲ့လူကြုံရေးတပ်ဖွဲ့ပြင်30လောက်ကိုရွာသား6ဘလောက်ကဝိုင်းနေဆိုတာ rule of law ပြတ်ခြင်းရဲ့ တရားဥပဒေကူဖြစ်ပါတယ်။ဘင်္ဂါလီတဲ့စိတ်စိတ်သားဟာလူမျိုးတပ်ဖွဲ့ဝင်တွေကိုတီမတင်တော့ဘူးဆိုတာကိုလည်းပြတ်တန်နေတာပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရတဲ့ root cause ကတော့သူတို့ကိုနောက်ကွယ်ရနေပြီးတော့မှပံပိုးချိုးကန်နေတဲ့နိုင်ငံတကာကွန်ရက်တွေရှိနေလို့ဖြစ်ပါတယ်။ဘင်္ဂါလီတွေကမွတ်စလင်ဘာသာဝင်ဖြစ်တာအပြစ်မဟုတ်ပါဘူး။ဒါပေမဲ့ host country ရဲ့တည်ဆဲဥပဒေကိုမလိုက်နာတာအပြစ်ဖြစ်ပါတယ်။ဒီကိစ္စတွေမှာလူမျိုးတပ်ဖွဲ့ဝင်တွေအတွက်ကင်တွေရဲ့ခက်ခဲတာကိုကိုကျင်းစားပါတယ်။ဘင်္ဂါလီတွေကရန်သူတိုက်ခိုက်လို့ပြစ်ခတ်မယ်၊တိုက်ဆုံမယ်ဆိုရင်တစ်ကမ္ဘာလုံးကရှိတဲ့သူတို့ဘာသာဝင်တွေကဝိုင်းအော်ကြမှာပါ။ ဂျီနိုဆိုက်လုပ်နေပြီးအနစ်ကလင်းစင်းလုပ်နေပြီးဆက်ပြဲပြီးရေးကြမှာပါဒါကြောင့်လူမျိုးတပ်ဖွဲ့ဝင်တွေတတိထားလို့ဆောင်ဖို့လိုပါတယ်စောတော့အချက်ကတော့ဒင်းငယ်လေးယူပါလေးကိုအုတ်ချွေအဖွဲ့တွေကအများသောအဖြစ်တွားလို့မရပါဘူးမြို့နယ်အုတ်ချွေလူမျိုးတပ်ဖွဲ့ဝင်တွေဆက်ဆက်လုတ်ကန်တဲ့ဒေသခံဘင်္ဂါလီအုတ်ချွေတာဝန်ရှိသူတွေကိုသူတို့အချင်းချင်း30လောက်ထိတပ်ဖြတ်ပြစ်ကြပါတယ်ဒါဒီကြောင့်ဘင်္ဂါလီယူပါတွေကဥပဒေမဲ့တဲ့နေရာတွေဖြစ်လာတယ်သူတို့ချင်းတပ်ဖြတ်လို့ဘယ်နှခါကိုပေါ်ထုတ်လို့ရဘူးပါလဲတက်ခံရတဲ့မိသားစုပင်လည်းရင်တတ်သူကိုတိလျက်နဲ့ ်သူတို့ရဲ့ရှင်ကြီးအတွက်ရင်ကုန်နှုတ်ပိတ်နေကြရတော့ဘယ်မှာလဲတရားဥပဒေစုံမေးဘယ်မှာလဲလူခွင့်ရလို့ကျွန်တော်မေးချင်ပါလေဒါကြောင့်ဘင်္ဂါလီယူပါတဲ့ကိုဥချိုလီအန်ဒါဆက်တက်ရအောင်ဆောင်ရွက်ဖို့အတွက်ဒူပါတယ်ကျွန်တော်ကြီးဆောင်ရွက်လို့ရှိရင်သူတို့ရဲ့ထွန်ချောက်တဲ့ကိုဝင်ရမှာဝင်သွားမှာစိုးရပါတယ်ဒါကြောင့် NGO တွေမီဒီယာတွေ UN အဖွဲ့အစည်းတွေကိုဒီနေရာမှာတုံ့နိုင်ပါတယ်ရွာတွေမှာအလုံးပိတ်ချန်စီယိုတွေကိုရှင်းလင်းအကျဉ်းဆက်တကားတွေကိုပိတ်အိမ်လိုက်လူကြီးစီရင်တဲ့တူးချင်း6လတွင်ရပ်ထားတဲ့ဓာတ်ပုံတွေကပ်လူကြီးစီစစ်မှုတွေကိုမပြတ်လုပ်ဖို့လိုပါတယ်လို့တင်ပြလိုပါတယ်အဆက်သေးပဲ 1982ခုနှစ်နိုင်ငံသားဥပဒေကိုကျင့်သုံးမှုလိုပါတယ်။ယခုချိန်ထိအဲ့ဒီဥပဒေနဲ့စီစစ်ပြီးတာ2000ကျော်ပဲရှိသေးတယ်လို့သိရပါတယ်။ဒီဥပဒေနဲ့စစ်သေးတာကိုလက်မခံရင်ရွာမှာထားစရာမလိုပဲနဲ့တိကျစကမ်းဖွင့်ပြီးတော့မှလုံခြုံရေးအဆောင်ရှောင်နဲ့ထားမယ်ကိစ္စပါ။နိုင်ငံတကာ practice ကလည်းဒီဇိုင်းနဲ့ဖြစ်ပါတယ်။ပြည်စမအချက်ကတော့တိုင်းရင်းသားတွေကိုစောင့်ရှောက်တယ်ဆိုတာပြဿနာဖြစ်မှစောင့်ရှောက်တယ်မဟုတ်ဖက်နဲ့ sustainable support ဖြစ်ရပါမယ်။ယခုခါမှာတိုင်းရင်းသားတွေတိုးတက်လို့အသက်ခံရတယ်ဆိုတာဘင်္ဂါလီတွေမှာရွေးချယ်သုံးခုရှိနေပါတယ်။ နံပါတ်၁ကတော့မေယူတောင်ကျောကိုလွတ်မြောက်နိုင်ပြီလှုပ်ချင်တယ်ဒီတော့တိုင်းလားတွေမလာရဲအောင်တတ်ပြတယ်အဲ့ဒီလွတ်မြောက်နိုင်မှာတင်နန်းကျောင်းတွေစခန်းတွေတိစောက်ချင်တာပါလူကလုံနေပါတယ်နံပါတ်၂ကတော့တိုင်းလားတွေကမနေရတော့ဘယ်နဲ့စုံခတ်သွားရင်အဲ့ဒီလေယာတွေဒေတာတွေအလုံးကိုသိမ်းယူပြီးတော့မှပင်ဂါလီဧရိယာချက်လွှင့်နေတာဖြစ်ပါတယ်နံပါတ်၃ကတော့လူညိုရေးတပ်ဖွဲ့ဝင်တွေကလက်တုံပြရင်ဒေါသတွေရောက်ဆောင်ရွက်လာအောင် trap လုပ်ထားတာဖြစ်ပါတယ်ယခုခါမှာတက်တီလူညိုရေးဝင်ရောက်နေရယူပြီးတော့မှထွက်ပြေးနေရတဲ့တိုင်းလားတွေမိမိတို့ရဲ့ ဘူးရင်တရားတွေကိုပြန်လည်ပြီးတော့မှနေထိုင်ပြီးတည်လို့ဝမ်းရနေထိုင်ပြီးဆိုတာတည်ရလို့ဝန်တာပါတယ်ဒါပေမဲ့သူတို့ကိုစင်စဲမပြတ်မဆောက်ရှောက်ဘူးဆိုရင်တော့ကြားငစင်းလေးရဲ့လက်ထက်မှာတိုင်းသားတွေရဲ့ဘဝကိုကျွန်တော်တို့စည်သေးရအောင်မှာပဲဖြစ်ပါတယ်ပင်ကလေးတွေရဲ့ရခိုင်ဒေသကိုအခွင့်အရေးလိုချင်တဲ့ခါမှာသူတို့နဲ့ဘာသာသူတွေရဲ့အားပြင်သူတို့ရဲ့မကင်းရမကင်းကြောင်းအဖွဲ့အစည်းတွေမီဒီယာတွေအားနဲ့ရေရှည်စီမံရေးဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကိုကာကွယ်ဖို့အတွက်ပြည်ထောင်စုကမှဆောင်ရွက်တဲ့ဘုဘနဲ့နိုင်ငံလုံးတိုင်းတာပါဝင်တဲ့ ရခိုင်ဒေသတည်ငြိမ်အေဂျင့်ရဲ့ကိုလေးစားဆောင်ရွက်တင့်ပြီဆိုတာကိုတင်ပြလိုပါတယ်ဒီကုချုပ်အဖြစ်နံပါတ်၁အပြည့်ပြတ်သေးတဲ့နိုင်ငံခြားစီးကိုပြည်သက်ကံရံပြီးတော့မှလုံခြုံစွာစောင့်ရှောက်ဖို့နံပါတ်၂မျိုးစောင့်ဥပဒေများနဲ့လူဦးရေတိုးပမှုထင်းကျင်းဆိုင်ရာကျန်းမာရေးစောင့်မှုဥပဒေကိုရခိုင်ဒေသမှာကျင့်သုံးဖို့နံပါတ်၃ rule of law ကောင်တယ်ဖော်ဖို့နံပါတ်၄82ခုနဲ့နိုင်ငံသားဥပဒေနဲ့ညီဘင်္ဂါလီတို့ကိုစစ်ဆေးဖို့နံပါတ်၅တပ်မတော်တွေနဲ့ဒိမ်မာပန်းနတ်စွာဥပဒေနဲ့ညီဆောင်ဖို့ဆောင်ရွက်ဖို့နံပါတ်၆ ရကန်ဒေတာတည်ငြိမ်အေးချမ်းရေးနဲ့ပြည်ပြိုးရေးကိုပုံပြချပြဆောင်ရုပ်ဆောင်ရွက်ဖို့စတဲ့အချက်တွေကိုနိုင်ငံတော်အစိုးရအနေနဲ့အကောင်အထည်ဖော်ဆောင်ရွက်တဲ့မှာကြောင်းတိုက်တွန်းရင်းနဲ့ဒေါက်ခင်စောဘီရဲ့အဆိုကိုထောက်ခံတင်ပြရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်